မင်္ဂလာပါပရိသတ်ကျေရှင်ဒီကနေ့မှာတော့တခိတ္တကကပြည်သူတွေရဲ့အသေးစွဲစင်ရတာနင်းပြားတွေဘက်ကရက်တီပေးခဲ့တဲ့ အမတ်တရားဘတ်တော်သားမင်းသားရွှေပါမြမရုပ်ရှင်လောကမှာတခိတ္တကကမင်းသားရွှေပါဆိုတာအောင်မြင်မှုတိုင်းစားမဲ့ကြော်ကြားတဲ့မင်းသားတစ်ပါးပါမင်းသားကြီးရွှေပါဆိုရင်တော့ဒီခေတ်လူငယ်တွေကြားဖူးတဲ့သူသိမရှိတော့တော့ပါဘူးဟိုးရှင်ကတော့ရွှေပါဆိုတာမြမရုပ်ရှင်ကြီးပရိသတ်တွေကြားမှာ တိတ်ကိုရေပန်းစားခဲ့တဲ့အရှင်မင်းသားကြီးတလက်ပုံအထိုးအကျိတ်အသက်အပုပ်ဆိုင်ငယ်စီးဒိုင်းမင်းပြည့်အကျန်းရှန်းအစုံအလင်ကိုလူစားမထိုးပဲကိုယ်တိုင်တက်ဆွန်ဆန်းများရှိုက်ကူးခဲ့တဲ့မင်းသားကြီးပုံအစာပိုင်းရှုံပြီးနောက်ပိုင်းမှပြန်ပြီးအနိုင်ရှာသွားတဲ့သူကိုရွှေမပါပဲကွာဆိုတဲ့စကားနဲ့တင်စားလေးရှိကြတာကတော့ဒီကနေ့အထိပါပဲရုပ်ကလည်းနှာရင်ပေါ်ပေါ်မျက်လုံးမျက်ပံကောင်းကောင်းကိုလုံးကိုတဲတောင့်တောင့်တင်းတင်းနဲ့ တကယ့်ကိုအမျိုးသမီးကြိုက်မင်းသားကြီးတဆူပါပဲအဲ့ဒီတုန်းကမင်းသားကြီးရွှေပါနဲ့တွဲဖက်မင်းသားကြီးတူလည်းရှိပါသေးတယ်အဲ့ဒါကတော့တင်ညွန့်ဆိုတဲ့မင်းသားကြီးဦးတင်ညွန့်ပါသူနဲ့ရွှေပါနဲ့ကအတူတွဲဖက်တယောက်ဆောင်ကြတာများပါတယ်ရွှေပါနဲ့တင်ညွန့်ဆိုရင်တော့အဲ့ဒီခေတ်ကကလေးလူကြီးပါဇက်ပြားမှာအလွန်ရှည်ပန်းစားခဲ့တဲ့အတွေ့ပေါ့ကဲဒီတော့ရွှေပါဆိုတာဘာတူလဲဆိုတာဘုဒ္ဓရာအဖြစ်ပြန်လည်ပြောပြတင်ဆက်ပေးချင်ပါ ဒီကနေ့ကလူငယ်တွေအနေနဲ့ရွှေမကိုမသိမိလိုက်ကြပေမဲ့အသက်၄၀ကျော်လူလယ်ပိုင်းလောက်တွေကတော့တခေတ္တကာကပြိသက်တွေအကြောင်းရှမ်းရှမ်းတောင်ကြောကြားခဲ့တဲ့ရုပ်ရှင်တယောက်ဆောင်မင်းသားရွှေဘကိုမြင်မူးသိဖို့ကြားဟုကြပါလိမ့်မယ်။တော်ရုံမြို့ပါမကျန်းပြိသက်တွေအသေးဆွဲပါ။ရွှေဘကိုပြိသက်တွေဘလောက်ချစ်ကြသလဲဆိုရင်တော့ဇန်းဝင်ငန်းတစ်ခုမှာမင်းသားကြီးရွှေဘကလူစိုးတွေကိုစုံမထုံးကြည့်ပြီးဆိုရင်တော့လက်ကမုတ်တန်တရွှေရွှေ လက်ခုပ်တံတပြောင်ပြောင်ပုံအေးရွှေပါကရုပ်ရှင်ဇလန်းအရာ မတရားအညစ်အဆဲခံရပြီဆိုတဲ့အလှိမ့်ဆိုရင်တော့အောက်ကပြိတက်ကဟေးတော်တော့ကမတရားမလုပ်နဲ့တော်တော့ပြီဆိုတာကတမျိုးကိုရွှေမဘာလို့ခံနေရလဲပြန်စပါတော့လားလောက်တော်လီဆိုတာကတဖုံးပိတ်ကားကိုပြောင်းမှုရုံနဲ့ပေါက်သူကပေါက်ဂဲနဲ့ထုသူကထုထိမ့်မနိုင်သိမ့်မရဖြစ်လာလို့ရုပ်ရှင်ပြတာကိုခဏရှက်ပြီး အတန်ချက်ဆက်နဲ့ဒီလိုအော်ရတဲ့အထိဖြစ်ခဲ့ရပါတယ်တဲ့။ရွှေပွဲလာပြိသက်ကြီးခမအခုအချိန်မှာမင်းသားကြီးရွှေပါခံနေရပေမဲ့တိတ်မကြခင်မှာပဲမင်းသားကြီးရွှေပါလက်ကိုပြန်ရောက်တော့မှာပါခမသူကိုနှိပ်ဆက်သူတွေကိုပြန်ပြီးဆုံးမမယ်လက်ကိုမကြခင်ပဲရောက်တော့ပါမို့အခုအချိန်လေးကိုတိခတ်ပြီးတော့စောင့်စားပြီးကြပါရဲ့မြစ်တာရကန်အပါသည်ခမအဲ့လိုဆိုပြီးတော့ပွဲကို ထိမ့်လိုက်ရတဲ့အထိဖြစ်ခဲ့ရဘူးပါတဲ့ပြိသက်တွေက အသည့်လောက်ထိရွှေဘကိုချစ်ကြတာပါ။သူခေမင်းသားရင်းမှာဇကားပေါင်းအများဆုံးရှိုက်ကူသူပါ။အလွန်သေဆောက်ကောင်းသူဖြစ်ပေမဲ့သူကတကားမှအကယ်ဒမီမရခဲ့ဘူးပါဘူး။သူ့အကြောင်းကိုဒီကနေ့ဒီချိန်အထိတချို့လူကြီးတွေကသတိတရနဲ့ပြောနေတော့မှာပဲ။မင်းသားရွှေဘကိုတော့1928ခုနှစ်မတ်လ30ရက်မှာပသိမ်မြို့မြို့ပတ်လမ်းမှာပကြီးဆရာကြီးဦးအောင်မြတ်နဲ့ဒေါက်ကွန်းတို့ကဖွားမြင်ခဲ့ပါတယ်။အမြင်ရှင်းကတော့မောင်ကြီးကြီးပါ။ အလယ်နန်းထိတာပညာသင်ဖူးပါရီရှေကူလက်ဝေမြင်းစီအကြံရန်ကစားနည်းတွေကိုနှစ်သက်ပြီးစိတ်ဝင်တစားလိုက်တင်လေးရှိပါရီအသက်18နှစ်မှာရန်ကုန်ကို ရောက်ရှိလာခဲ့ပြီးတော့တံပြူဆရာအဖြစ်လောက်ကင်ခဲ့ပါရီတပတ်ကလည်းနိုင်ငံကျော်လက်ဝေသမားကြီးဖြစ်သူကြားမငိမ့်ထန်စိတ်ကပ်ပြီးလက်ဝေပညာကိုအပတ်တကုတ်သင်ယူလေးလာခဲ့ပါရီမင်းသားဖြစ်ခြင်းပေမဲ့အခွင့်အရေးမရှိခဲ့ပါဘူးတခါမှာတော့ဒရိုက်တာဆရာခန့်ရှိုက်ကူတဲ့ လက်နက်ပုံအတန်တိတ်စက်ကားမှာတာမန်ဇယံတူအနေနဲ့ပါဝင်ခဲ့ရပါတယ်။အခွင့်အရေးကိုစောင့်နေတဲ့ရှေးပါစီကံကားမှုကရောက်လာပါတယ်။ပြစ်ပုံကတတိပြတ္တိဆိုတဲ့ဇကားမှာဒရိုက်တာဖီဆိုင်ကခေါင်းဆောင်မင်းသားအဖြစ်ရွေးချယ်ထားသူမင်းသားကျော်ရွှေကိုဇလန်းအရာဆိုင်ငယ်စီပြီးစော်ပါကြီးကုန်းတောင်ငုံဘော်ကခေါင်းချရမယ့်ကံကိုလူစားမထိုးဘဲတျောက်ဆောင်ခိုင်းနေကျော်ရွှေကမလုံနိုင် လူစားထိုးပေးဖို့ သူ့အနေနဲ့လူစားတို့ရှိုင်ကူရန်သာဆန္ဒရှိခဲ့ပါတယ်။နောက်ဆုံးဒရိုက်တာနဲ့တောက်ဆောင်မင်းသားကြောင့်အချိန်အတိညင်းကုန်ဖြစ်ကြကအစီအစဉ်ပြတ်သွားပါတယ်။ဒရိုက်တာဖေးချိုင်ကမင်းသားကျော်ရွှေကိုမလုံနိုင်ရင်ထွက်သွားမင်းမရှိရင်လည်းမင်းရဲ့အဖလာလိမ့်မယ်ဆိုပြီးရင်းရင်တီးတီးပြောဆိုခဲ့တယ်လို့ဆိုပါတယ်။အဲဒီတော့ကယနေ့ခက်လို့မဟုတ်ပဲဒရိုက်တာကရှိုက်ကွင်းရဲ့ဘီရင်ပါအဲ့ဒီနောက်တော့မင်းသားရှာပုံတော်ဖွင့်တော့တံဖြူလုံနေတဲ့အေးကြီးကိုတွေ့ပါတယ်။ စင်ရန်အဖြစ်လဲတိ့ဆောင်ခဲ့ဘူးတဲ့အကြမ်းရမ်းတွေလည်းတက်ပြီးသားဆိုတော့အမျိုးမျိုးစံကြည့်တယ်ကြိုက်သွားတော့မင်းသားတင်ရိုက်တဲ့အဲ့ဒီစကားကဝဝဲခွဲအောင်မြင်ပြီးရွှေဘလိုလူတိသွားပါလိဒါပေမဲ့တောင်ငုံမော်ကခုံချတဲ့ကံမှလူစားမထိုးပဲခုံချခဲ့တော့ခစင်ယိုးကျူသွားခဲ့ပါလိရုပ်ရှင်လုပ်ငန်းပိုင်ရှင်ပဲရော့ဦးစက်နီနဲ့တားမြစ်သူဒရိုက်တာဖိဆိုင်ကိုအမျိုးသားရေးစိတ်တက်အလွန်ပြင်းထန်သူတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေမဟုတ်မကန်စိတ် တရားမျှတမှုလူချင်းနဲ့စိတ်ချအောင်ရုပ်ရှင်ကားတွေနဲ့ဆွဲဆောင်လိုပါတယ်အဲ့ဒီအချိန်မှာရွှေဘားနဲ့တွေ့တော့အစင်းသင်းဖြစ်ပြီးအထိုက်ခိုက်ကားတွေတော်လင်ကြီးကားတွေကြီးရိုက်ပါတယ်အဲ့ဒီကစလို့စာတီသွေးပြန်လေသည့်ငှက်ခါစကန်းအောင်မြည်အဲ့ဒီကားတွေနဲ့ရွှေဘားကထောက်ချောင်အောင်မြင်ခဲ့ပါတယ်ရုပ်ရှင်မင်းသားကနေတဆင့်တက်ပြီးပုံမှန်ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့ပေမဲ့အတန်တိတ်၃-၅နာရှိုက်ပြီးငွေကြေးမတက်နိုင်တာကြောင့်ဖျက်သိမ်းခဲ့ရပါတယ် နောက်တစ်ပတ်ထကြိုးစားတော့တူတူလေးပိုင်နဲ့တမနာရုပ်ရှင်ထုတ်လုပ်ရေးကိုတူတောင်းနိုင်ခဲ့ပါတယ်။ကိုရိုင်းထုတ်လုပ်သူမင်းသားလောက်ကဒရိုက်တာနေတုံးနဲ့တွဲဖက်ပြီးအစင့်မြင့်နဲ့အတန်ထွက်စကားပေါင်းများစွာကိုရိုက်ကူးခဲ့ရအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ရှေးပါကတမနာရုပ်ရှင်ထုတ်လုပ်ရေးကပတ်စံရဖို့ထက်ပြည်ပြမှုကိုအဓိကထားတယ်။အဲ့ဒီအတော့စက်တင်နဲ့ရိုက်ကူးရေးအတွက်များစွာအကူအညီခံနေငမန်းဆွေနဲ့ကျုံးတန်နာ စကားမှဆို တကယ့်ကျွန်းအစ်စ်ကိုတောင်းရိုက်တာကြောင့်ကုန်ကျစရိတ်များပြီမဲ့အောင်မြင်ခဲ့ပါတယ်။ရွှေဘာကကင်းမြမကာများဖြစ်ပြီးအစ္စလမ်ဘာသာဝင်တူ ဖြစ်ခဲ့ပါတယ်။ဇနီးဖြစ်သူအသင်းသင်းလေးရဲ့တိုက်တွန်းမှုတွေကြောင့်ဗုဒ္ဓဘာသာသဘောတရားတွေတရားစာပေတွေကိုဖတ်ရှုလင်းလာခဲ့ပြီးဗုဒ္ဓဘာသာရဲ့သဘောတရားကိုနှိမ့်ချလာမိတဲ့အတွက်ဆရာတော်ကြီးတွေထံမှစစနနလေးလာစူဆန်းခဲ့ပါတယ်။1985ခုနှစ်မှာတော့ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကိုးကွယ်ခဲ့ပါတယ်။ရွှေပါရင်တမနာရုပ်ရှင်ထုတ်လွှင့်ရေးမှာခင်လင်မင်းသားတွေဖြစ်လာမယ်။သို့သူကြောင်သူတို့ကိုလည်းစင်တင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရွှေပါကပြဆက်လောကကိုပြောင်းခဲ့ပါတယ်။ပြဆက်ဘက်မှာလည်းအောင်မြင်ခဲ့ပါတယ်။ဒီလောက်ပြိသက်ချစ်တဲ့မင်းသားတယောက်ဆောင်တော်တဲ့မင်းသားဘာလို့အကယ်ဒမီမရလဲဆိုတော့ရွှေပါကလူမှုရေးညံပြင်းလို့ပါ။သူကိုယ်တိုင်ကလူတိုင်းကိုရိုးရိုးရှိရှိဆက်ဆံနေ အထက်ကိုဖားရမယ့်ကိစ္စကိုရုံမုံနဲ့ရွှေပါကအုတ်ချုပ်သူတွေနဲ့ရှာလူရဲခန့်ရှိပုဂ္ဂိုလ်တွေနဲ့ဆက်ဆံရေးပြည့်ပြည့်ကောင်းမွန်ခြင်းမရှိခဲ့တာကြောင့်တီလုံးချင်းရွှေပါအကယ်ဒမီမရှာခဲ့ပါဘူးရွှေပါကဒါကုတ်ကယူမဆိုင်ပါဘူးတနိုင်ငံလုံးကမေတ္တာကိုရပြီးမှအယုတ်တယုတ်ကသူ့အတွက်ဘာမှမဟုတ်တော့ပါဘူးအသက်60အရွယ်မှာငယ်စဉ်ကတိုက်ခဲ့ခိုက်ခဲ့တဲ့ဒိုင်းရင်တွေကိုရွှေပါခံရပါတယ်ယောဂမျိုးစုံစတင်ခန်းဆိုင်ရပြီး အသက်60အရွယ်မှာမျက်စိတိမ်ပုံလာပါသည်နှလုံးရောဂါကလည်းပိုမိုဆိုးရွားလာသည်1988ခုနှစ်မှာရန်ကုန်ပြည်သူ့စည်ယုံကြီးမှာတက်ရောက်ကုသခဲ့ရပါသည်အဲ့ဒီအချိန်ကရှစ်လေးလုံးရေတော့ပုံကြီးဖြစ်ပေါ်နေတဲ့ကာလဖြစ်ပေမဲ့ပြည်သူချစ်တဲ့မင်းသားရွှေပါစည်ယုံတက်နေရတဲ့တရင်ကတရင်စာရီမှာနမေကြီးကောင်းစီတရင်ဖြစ်ခဲ့ပါသည်မင်းသားကြီးရွှေပါကယောဂတက်တာကြီးမရှိပဲယောဂပူဆိုးလာပြီးတော့1988 ဒီဇင်ဘာလတရက်နေ့ည7:00နာရီခွဲမှာရန်ကုန်ပြည်သူစင်းုံကြီးမှာပဲကွယ်လွန်ခဲ့ပါတယ်။နှစ်ပေါင်း40ကျော်ရုပ်ရှင်ရိုက်ကူးရင်းပြည်သူကိုလှုပ်ကြွေးပြုခဲ့တဲ့မင်းသားဒတိုင်းပြည်လုံးရဲ့နှလုံးသားကိုတင်ကျုံယူခဲ့တဲ့ရွှေဘအကြောင်းကိုတော့ပြည်သက်တည်သိစေနိုင်မှုအတွက်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေတဲ့တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လင်းလွှတ်သွားပေးဖို့အတွက်မမေ့ကြပါနဲ့နော်။ နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။